မင်္ဂလာပါဒီနေ့ကျွန်တော်တို့လက်ထက်မှာတည်သွားနေတဲ့ဒီပါပါလွာလာ laptop လေးတွေရာလီတချင်ကအခန်းချီချီတခန်းစာလောက်ရှိခဲ့တယ်ဆိုရင်ယုံနိုင်မလားကဲဒီနေ့တော့ဒီ set PC တွေရဲ့မယုံနိုင်စရာကောင်းတဲ့ပြောင်းလဲတူတက်မှုခရီးစဉ်ကိုအစကနေအဆုံးထိအတူတူလိုက်ကြည့်ကြအောင်ဟုတ်ပါတယ်တကယ်ပြောနေတာပါတချင်ကအခန်းပစ်ရှိတဲ့အရာမှဆက်ကြည့်တဲ့ကနေအခုကျွန်တော်တို့ကြောဖို့အိတ်ထဲအသားလေးထည့်သွားလို့ရတဲ့ set လေးတွေဖြစ်ကိုပြောင်းလဲလာခဲ့တာပါ ဆိုတော့ဒီလောက်ကြီးတဲ့စက်ကြီးတွေကနေဒီလောက်တဲသွားအောင်ဘလို့နီးပညာတွေကဒါကိုဖြစ်နိုင်စေခဲ့တာလဲကြည့်လိုက်ကြအောင်ဒီခေတ်ကိုကောင်းကောင်းနားလည်ဖို့ဆိုရင်ကျွန်တော်တို့အချိန်ဆက်ထဲဝင်ပြီးတော့အတိတ်ကိုခဏပြန်သွားကြည့်ကြအောင်ကွန်ပျူတာရဲ့အစသူရဲ့အေယာမဘိုးဘေးတွေစီကိုပေါ့အစောဆုံးကွန်ပျူတာတွေကတော့အခုမြင်နေရတဲ့ပုံစံနဲ့လုံးဝကို မတူပါဘူးသူတို့ကို vacuum tubes လို့ခေါ်တဲ့ဖန်ဖြုံလုံးကြီးတွေမိတိအကြီးစားတွေလို့ပဲမြင်ကြည့်လိုက်ပါအဲ့ဒါတွေနဲ့တီးဆောက်ထားတာ နမည်အကြီးဆုံး ENIAC ကွန်ပျူတာဆိုရင်ဒုတိယကမ္ဘာစစ်တုန်းကတော်တော်ရှုပ်ထွေးတဲ့စစ်ရေးတွက်ချက်မှုတွေလုပ်ဖို့အတွက်ဒီလိုဖန်ပြုံလုံးတွေထောင်းလက်ကြည့်ပြီးတုံးကြရတာပါသူရဲ့ရွယ်စားကိုစိတ်ကူးနဲ့ဖမ်းကြည့်လို့ရမလားတန်ထုံးစေဗျာတန်ဆုံးစေဒါကစင်ကြီးကြီးငါးကောင်စာလောက်အလေးချိန်ရှိပြီးတော့တော်ယုံတယောင်တိုက်ခန်းတခန်းစာလုံးနေရာယူထားတာစဉ်းစားတာကြည့်အဲ့ဒီလောက်ကြီးတဲ့ဆက်ကြီးကနေအခုလက်ထဲမှာကြိုက်ထားတဲ့ laptop လေးတွေဖြစ်လာနေဆိုတာတကယ်ကိုမယုံနိုင်စရာပဲနော် ဒါပေမဲ့နီးပညာရဲ့တော်လံပြောင်းလဲမှုကအဲ့ဒီမှာတင်ရမ်းမသွားခဲ့ပါဘူး။နောက်တစ်ဆင့်ကတော့အခန်းသခန်းစာကနိစားပွေးတစ်လုံးပေါ်တင်လို့ရတဲ့အရွယ်အထိတေးသွားတာပါပဲ။ကဲဒါကဘယ်လိုဖြစ်လာခဲ့တာလဲ။ ဒီအပြောင်းလဲကြီးရဲ့နောက်ွယ်မှာအဓိကတီထွင်မှုကြီး၃ခုရှိခဲ့တယ်။ပထမဆုံးကတော့အဲ့ဒီ vacuum tube အကြီးကြီးတွေကိုပိုသေးပြီးပိုစစ်ချရတဲ့ transistor ဆိုတာတွေနဲ့အစားထိုးလိုက်တယ်။ပြီးတော့ integrated circuits IC လို့ခေါ်တဲ့ chip လေးလေးပေါ်လာပြီး transistor ထောင်ပေါင်းများစွာကိုလက်သေးခွန့်လောက် chip ပြားလေးတစ်ခုပေါ်မှာစုထည့်လိုက်နိုင်တယ်။ဒါပေမဲ့တကယ် game changer ကတော့ Intel က microprocessor ကိုတီထွင်လိုက်တာပဲ။ကွန်ပျူတာတစ်လုံးရဲ့ဦးနှောက်တစ်ခုလုံးကို chip သေးသေးလေးအခုတည်းပေါ်မှာတင်နိုင်သွားတာ။ဒါတွေအားလုံးပေါင်းစပ်လိုက်တဲ့အခါမှာတော့1981ခုနှစ်မှာ IBM PC ဆိုပြီးလူတိုင်းသုံးနိုင်တဲ့ desktop computer ဆိုတာပေါ်ပေါက်လာတော့တာပါပဲ။ကွန်ပျူတာတွေစားပွဲပေါ်ရောက်လာပြီဆိုတော့လူတွေကစပြီးစိတ်ကူးရင်လာရပြီ။ဟော။ဒါကြီးကိုအပြင်တက်သွားလို့ရရင်ဘယ်လိုကောင်းလိုက်မလဲဆိုပြီးတော့လေ။အဲ့ဒီအတွေ့အကြုံကနေပထမဆုံးတည်လို့ရတဲ့ကွန်ပျူတာတွေပေါ်လာခဲ့တယ်။ဒါပေမဲ့ အတုံးကတဲလို့ရတယ်ဆိုတာကအခုခေတ်လော်လော်လေးကူကူတဲတာမျိုးမဟုတ်ပဲမိုးသွားရတယ်လို့ပြောရင်ပုံမှန်လဲမယ်။အေးမကြည့်လိုက်ပါဒါကတော့ Osborne One ပါပထမဆုံးစီးပွားထည့်အောင်ငင်ခဲ့တယ်တဲဆောင်နိုင်တဲ့ကွန်ပျူတာပေါ့ဒါပေမဲ့ချီုံ70 kg တောင်အလဲချိန်ရှိပြီးအချုပ်ဆက်တလုံးစားလောက်ချီတာဆိုတော့သူ့ကိုတဲသွားဖို့ဆိုတာကဂျင်သွားဆော့စားတယ်လို့ပဲချီနေမှာပဲ။ Osborne One ကတော့မွားသွားရတဲ့ပုံစံထုပ်ပေမဲ့ သူ့နောက်ထပ်နေမှာထွက်လာတဲ့ Grid Compass ကတော့အနာဂတ်ကိုပြောင်းလဲပစ်ခဲ့တဲ့ထိထွန်မှုတစ်ခုနဲ့ပေါ်လာခဲ့တယ်။အဲ့ဒါကပါလဲဆိုတော့ Clamshell Design မှာဟုတ်ပါတယ်မျက်နှာပြင်ကိုခီးဖို့ပေါ်ခောက်တင်လိုက်တဲ့ဒီရိုးရိုးရှင်းရှင်း idea လေးကပဲဒီနေ့ကျွန်တော်တို့သုံးမိတဲ့ laptop တိုင်းရဲ့အခြေခံပုံစံဖြစ်လာခဲ့တာပါအဲတုန်းကတော့ဈေးကအလွန်မင်းကြီးတော့ NASA အာကာသယာဉ်မှုတွေလောက်ပဲသုံးနိုင်ခဲ့ပေမဲ့ဒီ design ကတော့အောင်မြင်သွားခဲ့တယ်ဟုတ်ပြီ အခုဆိုရင်ကျွန်တော်တို့ Kimmy laptop ဒီရဲ့ design အဆက်မှပေါ်ပေါက်လာတဲ့အချိန်ကိုရောက်လာပါပြီ။ထက်ကွာ90ခုနှစ်တွေကတော်တော်အရေးကြီးတဲ့ဆယ်စုနှစ်တခုပဲ။ဘာလို့လဲဆိုတော့အသုံးပြုရလွယ်ကူမှုကိုအဓိကထားတဲ့ design ဆုံးဖြတ်ချက်တွေချခဲ့လို့ပဲ။1997ခုနှစ်မှာ Apple PowerBook ပေါ်လာတယ်။သူက laptop ကိုတီထွင်ခဲ့တာတော့မဟုတ်ဘူးပေါ့။ဒါပေမဲ့သူက laptop တွေကိုဘလို့သုံးရမယ်ဆိုတဲ့စံနှုန်းတစ်ခုကိုသတ်မှတ်ပေးခဲ့တယ်။ သူ့ရဲ့ဒီဇိုင်းကဒီနေ့အထိကျွန်တော်တို့မြင်နေရတဲ့ laptop တွေအားလုံးရဲ့အခြေခံ DNA ချွတ်လာခဲ့တယ်။သူတို့လုတ်ခဲတာကတိတ်ကိုရိုးရှင်းပေမဲ့တတော်လေးကိုတုတ်တုတ်ရဲဆိုသူတို့ကကီးဘုတ်ကိုနောက်ကိုနည်းနည်းလေးရွှေ့လိုက်တယ်။အဲ့ဒီအခါမှာရှေ့မှာနေရာလွတ်လေးဖြစ်လာပြီးလက်ဖွားနားခိုလို့ရသွားတာပေါ့။ဒါလေးတစ်ခုတည်းနဲ့တင်စားလိုက်ရတာချက်ချင်းကိုတတုံတတဖြစ်သွားရောပြီးတော့ဖားရဲကိုထိန်းချုပ်တဲ့ track ball ကိုရှေ့နဲ့အလဲတဲတဲမှာထားလိုက်တယ်။ဒီပုံစံကတုံးရတာတဘာဝကြပြီးအရင်အစဉ်ပြေလုံးလို့ဇနစ်ကုမ္ပဏီတွေအားလုံးကအတူလိုက်ခိုးပြီးဒီနေ့ထိဒါဟာ standard တစ်ခုဖြစ်နေတော့မယ်။ ကဲအခုကျွန်တော်တို့ဒီနေ့ခေတ်ကိုခုံကျော်ကြည့်လိုက်ကြရအောင် laptop တွေဟာအရင်လိုဈေးကြီးတဲ့ရှားပါး PC မဟုတ်တော့ဘဲကျွန်တော်တို့နေ့စဉ်ဘဝရဲ့အရေးပါတဲ့အစိတ်ပိုင်းတစ်ခုဖြစ်လာပါပြီဒါပေမဲ့ laptop ဆိုတဲ့စကလုံးတစ်လုံးတည်းနဲ့အကုန်လုံးကိုခြုံငုံလို့မရတော့ဘူးဈေးဘက်ကမတူညီရဲ့လူတွေရဲ့မတူညီရဲ့လောအချက်တွေအတွက်အမျိုးအစားတွေအများကြီးကွဲချော့သွားခဲ့ပါပြီနှစ်ထောင်ထောက်ပြည့်နေပြီမှာ laptop တွေကပေါက်ကွေးသလိုကိုခစ်စားလာခဲ့တယ်ဘာလို့လဲဆိုတော့အရာအလုံးကအချိန်ကြိုက်တိုက်ဆိုင်သွားလို့ပဲနံပါတ် Wi-Fi ပါလာတော့ကြိုးတွေနဲ့ရှုံမနေတော့ဘူး။နံပါတ်1ဘက်ထရီနည်းပညာကအောက်မခန်းတိုးတက်လာပြီးတနေ့ကုန်လောက်အေးအေးဆေးဆေးသုံးလို့ရလာတယ်။နံပါတ်3 processor တွေက desktop တွေနဲ့တန်းတူလောက်အစွမ်းထက်လာပြီးမယ်။ပိုပြီးတော့အပူတက်သားလာတယ်။ပြီးတော့အရေးကြီးဆုံးကဈေးနှုန်းတွေကလူတိုင်းနည်းပေါင်းဝယ်နိုင်တဲ့အထိကျချင်းလာခဲ့တာပဲ။ဒါဟာတကယ်ကို laptop တွေရဲ့ရွှေခက်လို့ပြောရမှာပါ။ ဒီနေ့ခေတ်မှာဆိုရင်တော့လူတိုင်းအတွက် laptop တစ်မျိုးရှိရှိတယ်လို့ပြောလို့ရတယ်။ခီးခဏခဏတော့အလိုများတဲ့တူတွေအတွက်ဆိုရင် Paula ပေါ်ပါတဲ့ MacBook Air တို့ Dell XPS True Ultrabook တွေရှိတယ်။ Game ကိုအသေးလက်ဆော့တဲ့ game တွေအတွက်ဆိုရင် Asus Tegra Graphics Card တွေအရေးပေးစနစ်ကောင်းကောင်းတွေပါတယ်။ Asus ROG တို့ MSI တို့လို gaming laptop တွေရှိတယ်။ဒီထွန်ဖန်ဒီမိုဒီလိုချင်တဲ့တူတွေပုံဆွေးချင်တဲ့တူတွေအတွက်ကြတော့ laptop လိုရော tablet လိုရောနှစ်မျိုးတွန်းလို့ရတဲ့ Microsoft Surface တို့ Lenovo Yoga တို့လို 2-in-1 ဒီရှင်းလာပြန်ရော ဆိုတော့ဘယ်လိုလိုပဲဖြစ်ဖြစ်ကိုနဲ့ကိုက်နေတဲ့ laptop တလုံးကတော့ရှိနေမှသိကြတယ်။ကဲဒါဆိုနောက်ထပ်ပါရလာအောင်မလဲ။အနာဂတ်က laptop တွေကတော့ဘယ်လိုပုံစံဖြစ်လာမလဲ။ခဏလောက်စိတ်ကူးနဲ့ကြည့်လိုက်ကြရအောင်။အနာဂတ်ကတော့တကယ်ကိုစိတ်လှုပ်ရှားစရာတွေနဲ့ပြည့်နေလေ။ AI chip တွေပါတဲ့ laptop တွေကကျွန်တော်တို့ပါလုပ်ချင်လဲဆိုတာကိုကြိုတင်သိနေပြီးကုညီပေးလိမ့်မယ်။ခောက်လို့ရတဲ့မျက်နှာပြင်တွေကအိတ်ကထံမှာဒီမျက်နှာပြင်ကြီးကိုတည်သွားနိုင်စေမယ်။ cloud computing ကတော့စက်ကိုအင်မတန်ပေါ့ပါသွားစေပြီးအစွမ်းထက်တဲ့လုပ်ဆောင်ချက်တွေကို internet ကနေဆွဲသွင်းစေမှာပါ။ဒါရီအားလုံးက laptop ဆိုတဲ့စကလုံးရဲ့အတီးပီကိုတောင်ပြန်ပြီးသတ်မှတ်သားနိုင်မှာပဲ။စဉ်းစားကြည့်လေ။ကျွန်တော်တို့နေ့လဲစဲအတွင်းမှာအခန်းတစ်ခန်းစာလုပ်ကြည့်တဲ့စက်ကြီးကနေဒီနေ့လက်ထဲမှာကင်ထားတဲ့ laptop တွေအထိရောက်လာခဲ့ပြီ။ဒါဆိုနောက်ထပ်နေ့လဲစဲကြရင်ရောဘာတွေဖြစ်လာနိုင်မလဲ။အဲ့ဒီအချိန်ကျရင်ကျွန်တော်တို့ laptop လို့ခေါ်နေတဲ့အရာဟာ အခုကျွန်တော်တို့စစ်ကူးထဲမှာတော့မရှိသေးတဲ့ပုံစံမျိုးဖြစ်နေနိုင်ပါတယ်ဒီအကြောင်းကိုစဉ်းစားကြည့်ရလားချကူးထဲနေတဲ့တကယ်ကိုအန်တော်ဖို့ကောင်းပြီးစစ်လုရှာစီအောင်ပဲမဟုတ်လား